အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကျုံငုတ်တူရွာဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တီတင်နိုင်သိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ညာ၈နာရီလောက်ဆိုပေမဲ့ကျုံငုတ်တူရွာနဲ့ပဇင်းမေရွာချင်းဇာတ်လမ်းမှာတော့ လူသူမရှိသနာအောင်တိတ်ဆိတ်ခြောက်ကန်နေခဲ့တယ်။အောက်မှဖြည်းဖြည်းလျှောက်ပါဟာတောက်ထားတဲ့ရှိန်ကြီးရောဘယ်ရောက်သွားမှမသိဘူး။ငါလည်းပုံမှန်လျှောက်နေရပဲ။မင်းခြေလန်းကနှေးနေလို့နေမယ်။ငါလည်းဒီလန်းလာတာလားတာစိတ်ကတိတ်မတန်ဘူး။မင်းကဒီလန်းလာမယ်ဆိုလို့ငါလိုက်လာလေ။အခုပြောရင်းနဲ့တော့ကြက်သိန်းတွေထလာပြီ။အောက်မကလက်နက်ဖက်ကိုပုတ်ကပြောလိုက်ပြီးမိန်ပြပြကြနေရဲ့လာရောင်ကိုအမိပြုကရှောက်လာခဲ့ကြတယ်။ ငောင်းလေးတော့လမ်းလျှောက်ပြီးချိန်မှာတော့ကျုံးပင်နေအလေးကြပေါက်နေတဲ့ရွာဝင်လမ်းကိုလှမ်းမြင်လိုက်ရတယ်။အောင်မတို့လည်းရွာလမ်းဝအနာရောက်အဝေးထုပ်တထုပ်ကိုပိုက်ထားတဲ့မိမတယောက်ပထောက်ပင်အောင်မရက်နေရမြင်လိုက်ရတယ်။အစားကတော့ရွာထဲကတယောက်လို့ထင်လိုက်ပေမဲ့ဒီချိန်မိကလေးတယောက်တည်းရက်နေရဆိုတော့နှစ်ယောက်သားရဲ့အကြည့်တွေကတိုင်မြင်မထားပဲပထောက်ပင်အောင်ကိုရောက်သွားခဲ့တယ်။မိကလေးကအောင်မတို့နှစ်ယောက်ကိုအဖမ်းမလုပ်ပဲသူ့လက်ထဲပိုက်ထားတဲ့အထုပ်ကို တစ်ပင်အောင်မချကဗလောင်းပင်ပေါ်ကောက်တွေတက်သွားခဲ့တယ်။ဒါအောင်မြင်တဲ့အောင်မကစိုးကြီးရဲ့လက်မဟုတ်ဆွဲပြီးဟဲ့ကောင်ပြေးပြေးတော့ဒါဒါမပန်းလာကြီးဟာပန်းလိုက်ဆိုတဲ့နာမည်ကြောင့်စိုးကြီးရငဲတန်ပေါအော်ပြီးပြေးပါလေရော အောင်မလည်းခြေကုန်ပြင်းရင်နောက်ကိုလည်းကြည့်လိုက်ရဗလောင်းပင်ပေါ်ကနေတွဲလောက်ကြပြီးလှုပ်ရမ်းနေတဲ့မိန်းမတယောက်ကိုမြင်လိုက်ရတယ်။မင်းတို့မြင်ခဲ့တာတေးကြရဲ့လားတေးကြပါတယ်ကိုလွင်ရဲ့ကျုပ်ကစိုးကြီးရော ဟော်ရီမျက်စိနဲ့တန်းအံ့မြင်ခဲ့ရတာဒီကောင်မလေးခုထိမကြွတ်သေးဘူးလားမကြွတ်သေးဘူးထင်ပါတယ်ဒီလိုကိစ္စမျိုးလုပ်ခဲ့ရင်ကျုပ်ဖို့ခဲရင်းတယ်လို့ဖတ်ဖူးတယ်အောင်မစကားဆုံးမှမိုးပြဲတဲအိုးကိုထမ်းလာတဲ့ကြော်မင်းကအောင်မကြီးမင်းကိုစီရတော့ခေါ်နေရဲ့ခဏသွားလိုက်အောင်ဆိုတဲ့အတွက်ကျောင်းမောက်ကိုတက်လာခဲ့လိုက်တယ်ကျောင်းမောက်ရောက်တော့ရုံးရင်တန်တန်ပြန်ပြန်နဲ့မိသားစုတစုရောက်နေပြီစီရတော်နဲ့စကားပြောနေရာကြောင့် အောင်မလည်းအနောက်မှာဝင်ထိုင်ကစောင့်နေခဲ့လိုက်တယ်။အောင်မဒီလိုလား။တင်မဖေရဒီပုဂ္ဂိုလ်တွေကဘုံကြီးတို့အကြောင်းမှာကျောင်းဆောင်အသေးစောက်ပေးကြမလို့ကွ။အဲ့ဒါလူဝတ်တာကုညီပေးလိုက်ကြပါအောင်။တင်မဖေရဒါနဲ့ဒီအလူကိုမြင်မှုတလို့ပဲ။ကိုအောင်မကျွန်တော်မမှတ်မိဘူးလား။လွန်ခဲ့တဲ့၁၀နှစ်လောက်ကကျွန်တော်ဒီရွာကိုရောက်ဘူးရဲ့လေ။ဟင်ခမည်းကမင်းကြော်မဟုတ်လား။ဟုတ်ပါဗျာ။အဲ့ဒီတော့ကိုအောင်မနဲ့တူတူ နှက်လိုက်ပြစ်လို့ဆီရော်ရိုက်တာခံရဘူးတဲ့လေနှစ်တေကြာလာတော့ရုပ်ကိုချက်ချင်းမမှန်မိဘူးဗျမင်းရခုလို့ကြောင်းလဲလူကြီးလို့ဖြစ်နေပါလားကျွန်တော်ကကိုအောင်မားတို့အမြဲတမ်းတတိယနေရဒါနဲ့မိတ်ဆက်ပေးရအောင်မဲသူကမြတိရလို့ခေါ်တယ်ကျွန်တော်အမျိုးသမီးပေါ့တွေ့ရတာဝမ်းသာပါတယ်ဗျာရွာမှာလူအပ်တာရှိရင်အချိန်မရွေးပြောနော်ဟုတ်ကဲ့ရှင်ကိုမင်းကျော်ကကိုအောင်မအကြောင်းနေအမြဲပြောပြတယ်ကျွန်တော်တို့ဘလို့မှုေခဲ့လဲဆိုတဲ့အကြောင်းနေမို့လား အောင်မစကားကြောင့်များတိတာရှိလိုက်ပြီးအဲ့ဒီအကြောင်းနဲ့လဲပါတယ်ကျက်တည်ရတိုက်တရမုတ်ပုံးနေနှိုက်စားလို့ရိုက်ခန့်ထိတာရရောပေါ့မင်းကျော်အန်တီယုတ်ဦးလေးတို့ရောနေကောင်းကြရဲ့လားအဖေနဲ့မေယာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆုံးသွားကြပြီ အခုရွာကိုပြန်လာတာလဲသူတို့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ရောက်လာခဲ့တာရောက်တုန်းလေးရွာမှာနေကြအောင်နော် နေမှာပေါ့ဗျညရေကိုအောက်ခဏသွားလိုက်အောင်မယ်သွားလေကိုညဆောက်နေပါမယ် မင်းကျောင်းအားအောင်ပါနဲ့အတူအောက်ကိုဆင်းလာခဲ့တဲ့ချိန်ကိုအောင်မပန်းလာရောအိမ်နောက်ကျသွားပြီနော်ဟင်မင်းပန်းလိုက်အကြောင်းမသိသေးဘူးလားပန်းလိုက်ဘာဖြစ်လို့လဲသူမရှိတော့ဘူးလေမရှိတော့ဘူးဆိုတာဘာဟုတ်ပြောရလဲတခြားတနေရာကိုပြောင်းသွားတာလားမဟုတ်ဘူးမင်းကျောင်းပန်းလာရာဆုံးသွားပြီမင်းတို့ပြန်ပြီးချောင်းလာနေရောသူ့ကိုယ်သူကျိုးစဲချတတ်တည်သွားတာပြဘလို့ဖြစ်ရလဲကိုအောင်ပါရဲ့ ဘာကြောင့်ခုလိုလုပ်တယ်ဆိုတာငါတို့လည်းမသိဘူး။အောင်မစကားကြောင့်မင်းကြော်မျက်နှာညှိုးသွားပြီးတော့အဲ့ဒီတော့ကသူ့ကိုတော့နှုတ်မဆက်နိုင်ရအောင်ပန်းလိုက်ခုလိုဖြစ်တာသူ့ပထွေးကြောင့်ရောမဖြစ်နိုင်ဘူးလား။ငါတို့လည်းမင်းလိုတွေးမိကြတယ်။ဒါပေမဲ့အရန်ကရောဆူဆွဲလို့မရအောင်လေ။ပြင်မာဖြစ်ရလေပန်းလာရဲ့။မင်းကြော်ပန်းလာရခုတိမကျွတ်သေးဘူး။လာပြေလာခွေနေနေဆိုရင်သူ့တည်ခဲ့တဲ့ပထောက်ပင်အောင်မှရှိနေအောင် မြင်ကြတယ်လို့တခါတလေကြောက်ရလဲ။ အထုပ်ကြီးပိုက်ပြီးရှောက်သွားနေရမြင်ရတယ်။မင်းတီးခဲ့တဲ့ပန်းလာရအခုဆိုသူ့တေရဲ့အပင်အောက်ကဖြတ်သွားတဲ့သူရန်ကိုတွေးပြက်အောင်ခြောက်လန့်နေတာ။အောင်မစကားကြောင့်မင်းကျော်မျက်နှာမှာထိတ်လန့်ခြင်းအရေးရောင်နေပေါ်လာခဲ့တယ်။မင်းကျော်လည်းအောင်မနဲ့စကားပြောနေတဲ့ချိန်မြတိယာရောက်လာတာကြောင့်စကားစပြတ်လိုက်ပြီးဘုံကြီးကျောင်းပေါ်ပြန်တက်သွားခဲ့လိုက်တယ်။ဟဲ့ဟဲ့မြင်မြန်သွားစမ်းပါဟ။အာယုတ်တက်ချိန်တော်ခုတ်ဝက်သားတွေတင်လာတဲ့နွားလဲတစီရောက် ကျုံလုံးတို့ရွာဘက်ကိုတအီအီနဲ့မောင်းနေလာခဲ့တယ်။စန့်တင်ရှေနာအကွေရောက်ရင်ခတ်တုတ်တုတ်မောင်းတော့ခမားကလည်းကျုပ်ကိုတတိလာပေးနေပြန်ပြီ။ငါကြောက်လို့ပြောတာပါ။ခမားကနောက်ကိုလှဲ့မကြည့်ပဲဓမီသာရှေ့ကိုထိုးပေးစမ်းပါဗျ။စန့်တင်ကနွားဆက်ကျိုးခက်တင်တင်ဆွဲပြီးမောင်းလာခဲ့ရာလူတစ်ဖက်ခန့်ကြီးမာတဲ့ဗရောင်းပင် အောက်ကိုရောက်လာတဲ့ချိန်စန့်တင်ရောအေးမြရောတကူလုံးကြက်သိန်းနေထားပြီးခေါင်းနေကြီးလာခဲ့တယ်။စန့်တင်နဲ့ဘေးဘီကိုမကြည့်ပဲ လဲကိုခက်မြန်မြန်မောင်းလာခဲ့ရာဗတော်ပင်ကြော်တဲ့အထိဘာအရင်ရောက်မှမတွေ့ရတာကြောင့်နှစ်ယောက်သားတက်ပြင်းချလိုက်ပါတော့တယ်။ဒါမှမဲ့အေးမြရဲ့အနောက်ဘက်လဲဆိုမှမိမတယောက်တင်မလွဲအနေထားနဲ့ထိုင်ပြီးလိုက်လာခဲ့တာ ਉ တော့မသိခဲ့လိုက်ပြီ။ဒီအရာဘသူမှမหนีကြတော့ဘူးလား။ဟုတ်တယ်မင်းကျော်။ပန်းလိုက်သေးတော့သူမိပါရင်လဲရွာကနေပြောင်းသွားကြရတယ်လေ။ဒါနဲ့ပန်းလာရဘာကြောင့်ကိုကိုကိုတက်တည်ရလဲ။ရွာထဲမှာတော့အမျိုးမျိုးပြောနေကြတာပဲ။ တချို့ကြောင့်လည်းသူ့ပထွေးရဲ့စော်ကားတာခံရလို့တက်တည်ရဲ့ပြောသလိုတချို့ကြောင့်လည်းလူစားလဲခံရတာလို့ပြောတယ်ဘလို့လူစားလဲခံရတာလဲသူတည်ရဲ့မတောင်းပင်မှာအရင်ကကျိုးဆွဲချတည်ဘူးတာရှိရဲ့မင်းနဲ့ငါနဲ့ငှက်ပြေးထွက်တော့ကကပိယာကြီးပြောပြတဲ့ဥဖိုးတေကြောင့်တတိယသေးလားရှာတန်းလန်းကြပြီတိပင်ဘုံကနေဆောင်ထိုးဆင်းလာတဲ့တဲ့တရေဖိုးတေအကြောင်းလားဟုတ်တယ်ဥဖိုးတေကအဲ့ဒီပင်မှာတည်ရလေပန်းလိုက်နဲ့အဲ့ဒီမှာပဲတည်ရ ဒါမဲ့ဥဖိုးတေနဲ့ပန်းလိုက်တေးရချင်းမတူဘူးဘလို့မတူတာတော့ကိုအောင်မဥဖိုးတေတေတော့ပင်စီမှာကျိုးချီပြီးကျိုးဆွဲချတေးရာတေးတဲ့ချိန်ခြေတော့ကမြေကြီးနဲ့ထိနေပြီးပန်းလိုက်တေတော့ဗလောက်ပင်ရဲ့ထိပ်ပြားကနေတွဲလောက်ကြတေးရာဒါဆိုနောက်ဘဝရင်လဲဒီအဖြစ်နဲ့ပဲတေးရမဲ့ကံရှိသေးရပေါ့အင်းလူကြီးတွေကတော့မင်းတို့ပြောကြတာပဲအောင်မတို့စကားပြောနေတဲ့ချိန်လေတစီဘေးကနေဖြတ်သွားတာကြောင့်ဟေ့ဆန်ကြီးဒီနေ့စောလာရင်လား ဒီနေ့အယားဝယ်ကောင်းတယ်လေဒါကြောင့်စောစောသိမ့်လာတာအောင်ပါနဲ့ဆန်ရီတို့စကားပြောနေတဲ့ချိန်လှဲနှောင်းမှာထိုင်နေတဲ့အိညာကမင်းကျော်ကိုမျက်တောင်းနဲ့စိုက်ကြည့်ပြီးတခြားတစ်ဖက်ကိုလှည့်သွားခဲ့တယ်ဆန်ရီတို့ထွက်သွားတော့မင်းကျော်ကအောင်ပါကိုလက်တို့ပြီးဟိုမင်းမကြီးကဘာကြီးလဲကျွန်တော်ကိုမကြည့်ရဲ့အကြည့်နဲ့ကြည့်သွားတယ်ဗျမဟုတ်တော့ပါဘူးသူတို့လိမယားစကားများလာလို့နေမှာပါဒါနဲ့ညကြရင်ငါအိမ်အလေလာအောင်လာအောင်ပါပေါ့ကဲသွားကြရအောင်မင်းကျော်တို့လည်း ကျောင်းဆောင်မဲကိစ္စကိုရွာကလက်သမားတွေနဲ့တိုင်ပင်ပြီးညနေဆောင်တော့အများတီယာနဲ့အတူအောင်မတို့အိမ်ကိုထွက်လာခဲ့လိုက်တယ်။မင်းကျော်တို့လည်းအောင်မတို့လင်မယားချက်ကျွေးရဲ့ဝက်သားနဲ့မြှင့်ချင်ကိုစားပြီးအိရှိမစကားထိုင်ပြောနေတဲ့ချိန်အိရှိကနေအထုတ်တထုတ်ကိုင်းကဖြတ်လျှောက်သွားတဲ့မိန်းမတယောက်ကိုမြင်လိုက်ရတယ်။ဟိုမှာပန်းလိုက်မဟုတ်လား။မင်းကျော်တို့ကနေလှုပ်ခနဲထွက်သွားတာကြောင့်အောင်မကပခုံးကိုဆက်ခနဲပုတ်ပြီးတော့ဒီနေ့ထမင်းစားရလားအဆင်ပြေရဲ့လား ကြည့်ရဲ့ရှင်တကယ်ကိုစားကောင်းတာမင်းကျော်မင်းရောစားရတာအဆင်ပြေရဲ့လားစားလို့ကောင်းတဲ့ကိုပါမစားရများပြီးဖိုက်ကလေးနေလို့လမ်းခဏရှောက်ရအောင်မင်းကျော်နဲ့အောင်မတို့လည်းလမ်းရှောက်ဖို့အိမ်အောက်ကိုဆင်းလာပြီးနောက်ကိုပါမခုနပန်းလာကိုမြင်လိုက်ရတယ်မင်းစကားကဘာကြီးလဲငါ့ကိုမချောက်နဲ့နော်တကယ်ပြောတာဗျအဝေးထုတ်လေးပိုက်ပြီးခြံရှိရနေဖြတ်သွားတာမြင်လိုက်ရတယ်ဟဲ့ကောင်မင်းကျော်ပန်းလာရရွာထဲကိုဘယ်တော့မှမလာဘူးကွာ သူ့ပင်မှာပဲသူနေတာမင်းငါ့ကိုမချောက်ပါနဲ့ကွာကျွန်တော်တကယ်မြင်လိုက်ကြကျွန်တော်ရောက်နေရသည်လို့လာနှုတ်ဆက်တာများလားဒီနေ့ကလာခွင်နေမဟုတ်လားဟုတ်တယ်ကိုအောင်ပါဘာဖြစ်လို့လဲဒါဆိုရင်တော့မင်းပြောတာဖြစ်နိုင်တယ်လာပြေးလာခွင်နေမှာဝိညာဉ်တွေကသူတို့အလိုရှိရဲ့ရက်ကိုသွားနိုင်နေတဲ့လူကြီးတွေပြောတာကြားဘူးရဲ့လာကွာအိမ်မော်ပြန်တက်ရအောင်အောင်မကမင်းကျော်လက်ကိုဆွဲပြီးအိမ်မော်ခေါ်တင်သွားခဲ့တယ်မင်းကျော်တို့လည်းအောင်မတို့အိမ်မှာခဏနေပြီး တဲခွရဘုံကြီးကျောင်းပြန်လာခဲ့လိုက်တယ်။ညသက်ကောင်ချေရောက်တော့ဘုံကြီးကျောင်းရှင်ကနေဆွဲဆွဲနေငယ်ဥလိုက်တဲ့ခွေးဥတန်းကြောင့်မင်းကျော်လန့်နိုးလာပြီးပတင်းပေါက်ကိုဖြွင့်ကြည့်လိုက်ရာဘုံကြီးကျောင်းရှင်မှာအထုပ်တထုပ်ကိုပိုက်ကရက်နေတဲ့မိမတယောက်ကိုမြင်လိုက်ရတယ်။ဒီတခါတော့မင်းကျော်မနေသားတော့ပဲတဲခွဆောင်ကနေစင်းမှုအလုပ်တခါကြီးဆိုတဲ့တန်းကြောင့်လှဲကြည့်လိုက်ရာကျောင်းဝင်းထဲမှာဈင်းကြံရှောင်းနေတဲ့ဆရာတော်ကိုမြင်လိုက်ရတယ်။ဒီကျဲကြီးဘယ်သွားမလို့လဲတခါကြီး ခုနကဖုန်ကြီးတောင်းရှိမှာမိမတယောက်ရက်နေရမည်လို့ထွက်ကြည့်တာဖေရတကာကြီးမြင့်တယ်လို့ဖုန်ကြီးနဲ့မြင်ပါတယ်ဒါပေမဲ့ဘဝချင်းရချာနေရောအခက်မသိရင်တကာကြီးရဲ့လက်ပြလန့်သွားနိုင်တယ်တင်မဖေရဆရာတော်ကမင်းကျော်ကိုအပေါ်ပြန်တက်ခိုင်းပြီးကျောင်းမဥပါကိုရှောက်လာခဲ့လိုက်တယ်ကျောင်းဝရောက်တော့အထုပ်တထုပ်ကိုပိုက်ထားတဲ့မိမကကျော်ပေးရဲ့အနေထားနဲ့ရက်နေရကြောင်းတကာမလေးနဲ့သူကဘဝချင်းချာနေပြီလေကိုကြောင့်တခြားသူအနေခံအောင်မလုပ်ပါနဲ့ ဘုံကြီးပြုသမျှကုသိုလ်တွေကိုအမျှဝေပါတယ်။အဲဒီလိုပြောလိုက်တဲ့ချိန်ကျော်ပေးရနေရဲ့မိမကမြတ်တောင်းနေနဲ့ဆက်ခနဲကြည့်ပြီး အမောက်တုတဲကိုတူးဝင်ပြောက်ွယ်သွားခဲ့တယ်။နောက်တနေ့မနက်မှာတော့ဆရာတော်ကမင်းကျော်ကိုခေါ်ပြီးအကျိုးအကြောင်းပြောပြရာ တပည့်တော်ဘလူလုံးတင်လဲဖေရ။တကားကြီးဒီမှာဆက်နေရင်မလူလားအတ္တတွေဖြစ်လာလိမ့်မယ်။ဒါကြောင့်မြို့ကိုအရင်ပြန်လိုက်ပါ။ဘုံကြီးဒီကိစ္စကိုရှင်းလင်းပြရနဲ့ခေါ်လိုက်ပါမယ်။တင်မဖေရ။ဒါဆိုတပည့်တော်မနက်ပြန်ပြန်လိုက်ပါမယ်။ ဆရာတော်လည်းမင်းကျော်ကိုတဲခုဆောင်ပြန်ပူပြီးရနဲ့ကျောင်းပေါ်တက်လာခဲလိုက်တယ်။မင်းကျော်တို့ပြန်သွားတော့ဆရာတော်ကအောင်မကိုခေါ်ပြီးဟိုကောင်မလေးကမင်းကျော်နဲ့ဘလို့ပတ်သက်မှုရှိခဲ့ရလဲ။ဘယ်ကောင်မလေးကိုပြောတာလဲဖေရ။တန်းလိုက်ဆိုတဲ့ကောင်မလေးကိုပြောတာ။အောင်မငါ့ကိုအမှန်တိုင်းပြောပြစမ်း။မင်းကျော်နဲ့သူကခင်မင်းရင်းနှီးရဲ့အဆင်ပဲရှိပါတယ်။ဒါကလည်းဆရာတော်ကြောင့်သူမိသားတွေကြက်ထိတ်လာခင်းတော့ကခင်းကြတာပါ။နှစ်တာအတော်ကြာနေပါပြီဖေရ။ တငယ်ချင်းအဆင်ပဲလားတခြားရောရှိသေးလားတခြားပတ်သက်မှုတော့ရှိမရှိသိချာမပြောတတ်ပါဘူးဖေရဘာဖြစ်လို့ပါလဲငါစိတ်တဲတခုခုရှိမယ်လို့ထင်နေမိရဲ့အေးအေးမင်းလည်းလုံးဆရာရှိရသွားလို့တော့ဆရာတော်ကအောင်မအောင်ပြန်လို့လိုက်ပြီးခိတ္တကျိန်းဆက်ရဲ့အခန်းထဲဝင်သွားခဲ့တယ်ကျုံငုတ်တူရွာဆိုတာဘယ်နားမှလဲဆရာဖိုးကလေးရဲ့စကားကြောင့်အောင်မြတ်သာရှေ့မှာမြင်နေတဲ့တစ်ပင်တန်းတစ်ခုကိုလက်ညှိုးထိုးပြီးတော့ ရှေ့မှာမြင်နေရတဲ့တော်တန်းလေးကျော်ဟာနဲ့ရောက်ပြီးတင်တယ်။တင်းငုတ်တူရွာမှာတော့ဘာရီကျော်ဟာမလဲမသိဘူးစိတ်တောင်လှုပ်ရှားနေပြီ။ဖိုးကလုံးကလမ်းမေးမှာပေါက်နေတဲ့တိတ်ကိုင်းတစ်ခုကိုဆွဲချိုးပြီးရှေ့ကိုထွက်သွားခင်လိုက်တယ်။ကျုံးမင်တန်းလေးကိုကြော်လွန်လာတဲ့ချိန်မှာတော့အောင်မြတ်သားခြေလမ်းလေးကိုရက်လိုက်ပြီးလက်ညိုးနဲ့ကြက်ချေကပုံစံလှုပ်လိုက်ရာဒီနေရာတခြားနေရာနဲ့မတူပဲဘာလို့မှောင်နေပါလဲ။အဲဒီလိုပြောကဘေးဘီကိုကြည့်လိုက်တဲ့ချိန် မလဲမကန်းကပထောက်ပင်အောင်မှာစောင်းကြောင်ထိုင်နေတဲ့မိမတယောက်ကိုမြင်လိုက်ရတယ်။အဲဒီချိန်ထိုင်နေတဲ့မိမကအောင်မြတ်သားတို့ကိုမြင်တော့ရင်မမပိုက်ထားတဲ့အထုပ်ကိုတစ်ပိချီရင်မှာထားပြီးအပေါ်ကိုကုတ်တွေတက်သွားခဲ့တယ်။တစ်ပိမော်ရောက်တော့တစ်ကိုင်းမော်မှာအသေးရှိနေတဲ့ကျိုးတစားကိုတစ်ကိုင်းမှာမြဲနေအောင်ချီပြီးကျန်တဲ့ကျိုးတစားကိုလယ်ဘေးမှာဆိုကဝုန်းဝင်းနဲ့ခုန်ဆင်းလာခဲ့တယ်။အချိန်နဲ့ကြာလာတာကြောင့်လယ်ဘေးရိုးကဂျူခနဲမြီအောင်ကျိုးကျသွားပြီးတော့ ရှာကားပြင်ကိုတထောင်လောက်ထွက်ကြလာတဲ့မြင်ကွင်းကတာမန်လူတယောက်ဆိုသွေးပြတ်မှာအမှန်ပဲဒါပေမဲ့အောင်မြတ်တာတို့ကတာမန်ဖြစ်ရိုးဖြစ်စီမြင်ကွင်းကိုကြည့်နေတယ်လို့ရက်ကြည့်နေရကြတွဲလောင်ဖြစ်နေရဲ့မိမပြန်လဲလှောက်ရှားလာပြီးတော့လေဘေးမှာပတ်နေရဲ့ကျိုးစားအောင်ဖြီကအောက်ကိုဆင်းလာခဲ့တယ်နင်တို့ကအရင်လူရဲလို့ဘာလို့ထွက်မပြေးကြရလဲကျုပ်တို့အတင်ရခြောက်လက်နေရမှာမဟုတ်တာဘာကြောင့်ထွက်ပြေးရမှာလဲနင်တို့ကထူးဆန်းလိုက်တာငါ့ကိုနည်းနည်းလေးရောမကြောက်ဘူးလား ဟုတ်တယ်ကျုပ်တို့ကတင့်ုံမကြောက်ပါဘူးအောင်မြတ်သာစကားကြောင့်မိခင်လေးကဝမ်းသာအားရပြေးလာပြီးမဲ့တုံးမိလောင်အောင်ရှောင်းမှာမျက်နှာကိုလက်နဲ့ကွယ်ပြီးအနောက်ကိုပြန်ဆုပ်သွားခဲ့တယ်နင်းနူနာကတ်လို့မရအောင်ပူလိုက်တာတင်ပြောချင်အဲ့ဒီရနေပြောပါကျုပ်တို့ကိုဘာများပြောစရာရှိလို့လဲငါတရားနဲ့လွတ်မြောက်ချင်တယ်နေ့စဉ်နေ့တိုင်းကြိုးစဲချနေရတဲ့ဘဝကနေလွတ်အောင်လှုပ်ပေးကြပါတင့်ုံဘသူကမှကောင်းမှုကုသို့မလှုပ်ပေးကြဘူးလား ငါမိဘတွေရှိတုန်းကတော့လှုပ်ပေးရဲ့ဒါမဲ့ငါတာရုခေါ်မရအောင်တာရုခေါ်မလို့လှုပ်တဲ့ချိန်လက်မမဲကြီးတွေကပါဇက်ကိုလာပိတ်ကြတယ်တင်ရပါကြောင့်ခုခုကိုတက်တယ်ရရလဲတည်ဆုံးတဲ့ချိန်မှာနာကြီးမုံတီးမှုတွေကြောင့်တာရုခေါ်လို့မရတာနေမယ်ငါလူတချို့ကိုမုံနေငါဒီလိုမျိုးလို့အောင်တွန်းပို့ခဲ့တဲ့လူတွေကိုမုံနေတင်ပါပြည့်ခဲ့တယ်ဆိုတာကြောက်မသိပဲဒီလိုအမှုကိုပြုဖို့တင်းစိတ်နဲ့ပဲဆုံးဖြတ်ခဲ့တယ်မဟုတ်လား ငါရဲ့မတန်ရှင်းတဲ့ခန္ဓာကိုယ်နဲ့ဘယ်လိုဆန့်ရှင်တန်ရမလဲငါချစ်တဲ့သူကိုရောဒီခန္ဓာကိုယ်ဘယ်လိုပေးအပ်ရမလဲဒါကြောင့်နာကျင်မှုတက်တာတဲ့နိလန်ကိုငါရွေးချယ်ခဲ့တာတင့်ကိုဒီအခြေအနေရောက်တွန်းပို့ခဲ့တဲ့သူတွေကဘသူတွေလဲအောင်ပါသူတယောက်ပဲငါမြင်ခဲ့ရတယ်ဒါပေမဲ့တခြားသူတွေလည်းပါတယ်ကြံတဲ့သူတွေကိုဘာလို့မမြင်ရလဲနောက်ပြီးအောင်မပါတယ်ဆိုတာသိပေမဲ့ဘာကြောင့်ထုတ်မပြောတာလဲငါပြောလို့မရအောင် လူတချို့ပူးကက်ပြီးပြောကျင်ပေးမယ်ဒီเจ้าပြောဖို့တွေးလိုက်တာနဲ့ငါပါစက်တွေဟားလို့မရတော့ဘူးအခုတင်ရကျုပ်တို့ကိုကြတော့ဘာလို့ပြောနေရလဲဒါကြောင့်ထူးဆန်းနေတာနင်တို့ကတာမန်လူတွေနဲ့မတူဘူးငါပြောချင်တာပြောလို့ရတယ်ဟုတ်ပါတယ်ကျုပ်တို့ကတင်တေးရဲ့နေရာမှာရှိရဲ့အနှောက်ဖွဲကိုဖျက်ထားလို့ပြောနိုင်တာမောက်ကဗဒောင်းပင်အောက်ကိုတူးကြည့်လိုက်အောင်မြတ်တာစကားကြောင့်မောက်ကကဗဒောင်းပင်အောက်ကိုတူးလိုက်ရာ အတင်းအားနေဆွေးမြေ့နေတဲ့ထမိန်စားနဲ့ပတ်ထားတဲ့လက်သေးချေတဲ့အထုပ်တစ်ခုထွက်လာခဲ့တယ်။ဒီကောင်မလေးဘာမှမပြောနိုင်အောင်အစီရင်နဲ့ချုပ်ထားတာ哦။ဆရာဒါဟုတ်ဖြက်ပြစ်လိုက်ရမလား။ဖြက်ရမှာပေါ့။ပြီးမှသူ့ကိုရွာထဲခေါ်ပြီးမတရားခံခဲ့ရတော့ဖော်ထုတ်ပေးရမယ်။အောင်မြတ်တာစကားကြောင့်မောင်ကောင်းကလွဲအိတ်ထဲပလာတဲ့အင်းတစ်ချက်ကိုအစီရင်ပေါ်မှာတင်ပြီးမီးရှို့လိုက်တယ်။ဆရာဘိုးဖြူစင်ကဒီရွာကိုလာခိုင်းတာဒီကောင်မလေးကြောင့်လား။ အတေးကြတော့ပြောလို့မရသေးဘူးမောက်ကတခြားဘာကိစ္စတွေရှိလဲဆိုတာစောင့်ကြည့်ရမှာပေါ့အောင်မြတ်တာလို့လဲအစီရင်ကိုဖျက်ပြီးရနဲ့ကောင်မလေးကိုခေါ်ပြီးရွာထဲဝင်လာခဲ့လိုက်တယ်အောင်မြတ်တာလို့လဲအစီရင်ကိုဖျက်ပြီးရနဲ့ကောင်မလေးကိုခေါ်ပြီးရွာထဲကိုဝင်လာခဲ့လိုက်တယ်ရွာထဲရောက်တော့ကောင်မလေးကဖုန်ကြီးချောင်းဘက်ကိုလှည့်ပြီးအထဲကိုလိုက်ကြည့်နေရကြောင်းအောင်မြတ်တာကဘာလို့ဖုန်ကြီးချောင်းနဲ့လိုက်ကြည့်နေရလဲငါဘဝရဲ့ပထမဆုံးခင်မင်ခဲ့ရတဲ့တငယ်ချင်းကိုလိုက်ရှာနေရတာ ဒီနေ့တော့သူမရှိတော့ဘူးထင်ပါတယ်။တင်အရင်ချိန်ဒီတော့ရွာထဲကိုလာလို့ရလား။အမြဲတမ်းတော့မရဘူး။လာပြေးလားွယ်နေနေဆိုရင်တရားရောက်စီမှာကပ်ပြီးလိုက်လာလို့ရတယ်။အခုတော့တင်ရွာထဲကိုဝင်လို့ရအောင်ရွာဆောင်တဲ့ကိုခွင့်တောင်းထားပါတယ်။တင်းအနေနဲ့သူ့ရဲ့အုတ်ထိန်မှုအောက်မှာလောလောဆယ်နေရမယ်။လိုအပ်တဲ့အချိန်တင်းကိုခေါ်လိုက်ပါမယ်။အောင်မြတ်တာကခေါ်လာတဲ့မိကလေးကိုရွာဆောင်နန်းနန်းရှိမှထားခဲ့ပြီးဘုန်းကြီးเจ้าနဲ့ကိုဝင်သွားတယ်။ ကျောင်းပေါ်ရောက်တော့စီရတော်ကတော့ပြီးတဲခိုခွင်းတောင်းပါကျောင်းရဲ့အနောက်ဘက်ကကျောင်းဆောင်လိုမှာတဲခိုခွင်းရခဲ့တယ်။ညဘက်ရောက်တော့အောင်မြတ်သာကကျောင်းဝင်လမ်းလေးမှာဇင်းကြံလျှောက်ပြီးဂုံတော်ပွားနေတဲ့ချိန်နောက်ဘက်ကနေခြေတံကြားလို့ကြည့်လိုက်ရာကျောင်းတိုင်ဖုံးကြီးဖြစ်နေရမြင်လိုက်တယ်။တကာလေးတို့ဒီလိုရောက်လာတာအကျောင်းရင်တစ်ခုခုတော့ရှိရမဟုတ်လား။တင်မဖေရအမှန်တိုင်းရှောက်ရမယ်ဆိုရင်မကြိုးမလို့သေးရဲ့သူတယောက်ရဲ့အကူအညီတောင်းမှုကြောင့်ရောက်လာခဲ့တာပါ။ တကာလီတို့ပြောတဲ့ပန်းလိုက်ဆိုတဲ့မိခလေးကိစ္စထင်တယ်။ဆရာတော်ကဒီကိစ္စကိုသိနေရလား။ဒီကလေးမလာပြေးလာခွင့်နေရဆိုရင်ဘုံကြီးတောင်းမအောင်အငဲလာတတ်တယ်။ဘာကိစ္စရှိတယ်လို့မေးရင်ဘာမှပြန်မပြောပဲမျက်တောင်းနေနဲ့စိုက်ကြည့်ပြီးပြန်သွားတတ်တယ်။သူ့မှလည်းအမုန်းတရားတွေအညိုးတေးတွေပြည့်နေရရင်မြင်နေရတယ်။တင်မဖေရဒီကိစ္စကိုတပည့်တော်တို့ကုညီပေးဖို့ရောက်လာတာပါ။ဘုံကြီးကတော့လောကီကိစ္စတွေနဲ့ခက်ကင်းကင်းနေရကြောင့် တကာလေးတို့ကူညီနိုင်မယ်ဆိုပို့ကောင်းတာပေါ့။ဘုံကြီးဘက်ကနေလည်းလူအပ်တာရှိရင်ကူညီပေးပါမယ်။ခုလိုကြားရတာအားတက်ပါတယ်ဖေယ။တဆက်တဲ့အကူအညီတောင်းချင်တာကလေးမလေးကိုရွာထဲဝင်ထွက်ဖို့အတွက်ခွင့်ပြုပေးပါ။တကာလေးတို့တင့်တော်မယ်ထင်ရင်လုပ်ပါ။ရွာလူတွေမထိခိုက်ရင်ရပါပြီ။တိမဖေယတပည့်တော်တာဝန်ယူပါတယ်။အောင်မြတ်သာလဲဆရာတော်စီရခွင့်ပြုချက်ရပြီမို့တဲခိုတဲ့စာအုပ်ပြန်ပြီးမိခလေးကိုဆင်းခေါ်လာရချက်ချင်းရောက်လာခဲ့တယ်။ တင်းရဲ့လူဘဝနာမည်ကပန်းလှိုင်လားဟုတ်ပါတယ်တင်းကဒီဖုန်းကြီးကြောင့်လာပြေးလာွယ်နေရလာတယ်ဆိုတာဘာကြောင့်လဲလူတယောက်ကိုလာရှာတာပါသူ့နာမည်ကမင်းကျော်လို့ခေါ်တယ်သူနဲ့တင်းကဘလို့ပတ်သက်မှုရှိခဲ့လဲရွာမှာကတိလာလို့ရင်ရင်းနှီးခဲ့ကြတာပါဒါမဲ့သူနဲ့ရင်းနှီးမှုကတာမန်ထက်တော့ပိုခဲ့ကြပါတယ်တင်းအခုလိုအဖြစ်မျိုးရင်ဆိုင်ရအောင်လုပ်ခဲ့တဲ့သူတွေထဲမှာမင်းကျော်ဆိုတဲ့သူပါခဲ့လားအောင်မြတ်တာစကားကြောင့် ပန်းလိုက်မျက်နှာထဲမှာဒေါသရိပ်ရောင်နေထွက်လာပြီးတော့သူ့ကြောင့်မဟုတ်ဘူးသူဟာငါ့ကိုဖြူးဖြူးစင်စင်ခင်မိခဲ့တာဟုတ်ပါပြီကျောက်တူကစကားရကြောင်ပြောမိရပါတင်းနေနဲ့ခုလိုနေရတဲ့ဘဝကျွလို့ချင်းစိတ်ရှိလားငါဒီဘဝမှာမနေချင်ဘူးလွရကျူရကိုသွားချင်တယ်ငါ့ကိုကူညီလို့မရဘူးလားတင်းကိုကူညီမယ်ဆိုရင်တင်းရဲ့မတိစိတ်ကဖြစ်နေတဲ့အညိုတေးကိုပယ်ဖြတ်မှရမယ်ငါဘယ်လိုလုပ်ပေးရမလဲ ငါရဲ့စိတ်ထဲမှာဖြစ်နေတဲ့အညိုးတွေအာဃာတတွေကိုဖျောက်ဖျက်ဖို့ငါဘာလုပ်ပေးရမလဲ။တင်းအနေနဲ့ဒီပြည့်ရက်မှာပါဝင်ကူညီခဲ့သူတွေကိုကူညီဖော်ထုတ်ပေးဖို့ပူးပေါင်းပေးပါ။နင်တို့ပြောသလိုလုပ်ရင်ငါ့ကိုစော်ကားခဲ့တဲ့သူတွေကိုဖော်ထုတ်နိုင်မှာလား။ကျုပ်တို့စူးစမ်းကြည့်ပါမယ်။တင်းအားတော့ကျုပ်တို့ပြောတဲ့အတိုင်းလုပ်ပေးဖို့လုပ်မယ်။နင်တို့ပြောတဲ့အတိုင်းငါလုပ်မယ်။ဒါမှမဟုတ်တချို့သောလူတွေကငါသွားလာလို့မရအောင်ပိတ်ပင်တားဆီးနေကြတယ်။ဒီအတွက်မပူပါနဲ့။ ကျုံတဲ့ဆရာတော်တို့ကတင်းအတွက်ကူညီပေးပါမယ်။အောင်မြတ်သာစကားကြောင့်ပန်းလာရဲ့မျက်နှာမှာမျော်လင့်ခြင်းအရေးရောင်နေပေါ်လာတော့တယ်။အောင်မမီးရှိန်လျှော့နေပြီကွထင်းနေထိုးဟုတ်လေ။ရွာကာလာသားကောင်းဖြစ်တဲ့မောင်ကိုရဲ့စကားကြောင့်အပြင်ကိုငေးနေတဲ့အောင်မကဘေးမှာရှိတဲ့တင်းကြောင်မီးဖို့တွေပြစ်ထဲလိုက်ပြီးငိုင်းတိုင်တိုင်ထိုင်နေခဲ့တယ်။အောင်မမင်းနေလို့မကောင်းဘူးလား။ကောင်းကောင်းပါလေကွ။ဘာဖြစ်လို့လဲ။မင်းပုံစံကြည့်ရတာ ငုံငုံငိုင်ငိုင်နဲ့ဖြစ်နေလို့မေးကြည့်တာမိသားစုကိစ္စလေးရှိနေလို့ပါကွာဒါဆိုလည်းအိမ်ပြန်ပြီးနားလိုက်လေထမင်းပေါင်းတာနောက်တတယ်ဆိုပြီးပြီဆိုတော့ငါတို့ဘာသာကြည့်တော့လိုက်မယ်မောင်ကိုရဲ့စကားကြောင့်အောင်မခေါင်းကြီးပြပြီးထမင်းချက်တဲ့နေရာကနေအိမ်ကိုပြန်လာခဲ့လိုက်တယ်လမ်းလျှောက်နေရင်ကြောအနောက်ဘက်ကနေထွက်လာတဲ့ညီတန်ကြောင့်အောင်မလဲကြည့်လိုက်ရာတပင်နာကိုရေခနေဖြတ်ပြေးသွားတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်ဘသူလဲ အမားကြောင်ကြောင်လန့်လန့်နဲ့မီးလိုက်ပြီးရှေ့ကိုဆက်လျှောက်သွားတဲ့ချိန်အနောက်ကနေကပ်ပါလာတဲ့ခြေတံတစ်ခုကိုတတိထားမိခဲ့တယ်။ဟဲ့ဘသူလဲဒီတခါတော့အောင်မဖြက်ကနေလှဲကြည့်ပြီးမီးလိုက်ရာမဲနဲ့နေရဲ့သပင်တချို့ကဒီထဲလွင့်ကြံနေကြတာကြောင့်ခြေလန်းနေကိုရက်လိုက်ပြီးပြေးဝင်သွားတဲ့တစ်ပင်နောက်ကိုကြည့်လိုက်တဲ့အချိန်သပင်ဖားလျားချပြီးကြောပေးရက်နေရဲ့မိမတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်။ဟဲ့ငါမင်းနေရလေနင်းကဘသူလဲ။ ငါငါပန်းလိုက်လေကြော်ပေးရနေရဲ့မိမခန္ဓာကိုယ်ဆက်ကနေလှဲ့ကြည့်ပြီးပြောလိုက်တဲ့အချိန်အောင်ပါတကူလုံးတက်သိမ်းမွေးငွေးနေထားပြီးအကျော်တွေတုတ်ဆိုင်သွားသလိုဖြစ်သွားခဲ့တယ်။နေနေကတည်သွားပြီမဟုတ်လားဘလို့လုပ်ပြီးဒီရွာထဲရောက်နေရလဲနေငါနဲ့ပတ်သက်ပြီးတခုခုတိထားတယ်မဟုတ်လားငါဘာမှမသိဘူးဘာမှလည်းမမြင်ဘူးအောင်ပါကကြောင်းလန့်တကြားနဲ့နောက်ကိုဆုပ်ပြီးလှဲ့ပြေးဖို့အလုပ်ပန်းလိုက်ရဲ့ခန္ဓာကိုယ်က သူ့ရှေ့မှာပိတ်ရက်လိုက်ပြီးအဲ့ဒီနေ့ကနေငါ့ကိုခေါ်လာခဲ့တာလေခုမှဘာလို့မသိကြင်အောင်စောင့်နေရလဲပန်းလိုက်ကအောင်ပါရဲ့လက်ဘင်းကိုစက္ကနေဆုံးကန်ပြီးပြောလိုက်တာကြောင့်ခနာကိုကအနောက်ကိုလမ်းကျသွားပြီးတော့မင်းကျော်မင်းကျော်နေနဲ့တွေ့ကျင်နေပြောလို့ငါကငါလာပြောခဲ့တာကျန်တာငါဘာမှမသိဘူးနေမလိမ်နဲ့မင်းကျော်ကငါ့ကိုအဲ့လိုလုပ်မဲ့လူစားမျိုးမဟုတ်ဘူးငါဘာမှမသိရအမှန်ပါ နေတော့ဒီလိုအဖြစ်မျိုးကြောင့်ငါလုံးခဲ့တာမဟုတ်ဘူးငါ့ကိုဘသူကြံစီခဲ့ရလဲနေမပြောရင်နေတော့နေမိသားစုကိုပါဒုက္ခပေးပြင်မယ်နေနေတော့ငါဘလို့ပြောရမလဲအောင်မနေတော့ငါစောက်ကြည့်နေရကြပြီအိမ်နေရငါရှိမဲ့နေရအောင် နေနေမင်းကျော်ပဲတည်ရမင်းကျော်ကငါ့ကိုဘလို့အချိန်မျိုးမှမှလက်ဖျားနေအောင်တိုးခဲ့တာမဟုတ်ဘူးပန်းပန်းလိုက်ငါအမှန်တိုင်းပြောပါမယ်နေနေကိုခုလိုဖြစ်အောင်လုပ်ခဲ့တဲ့သူက မင်းကြော်ပဲနေအရန်ယုံခဲ့တဲ့သူကခုလိုဖြစ်အောင်လုပ်ခဲ့တာအောင်မစကားကြောင့်ပန်းလာရဲ့လက်တွေတုံတုံရီရီဖြစ်လာခဲ့တယ်လို့ညနာမှလည်းဒေါသရိတ်တွေထွက်ပေါ်လာခဲ့တယ်မင်းမင်းကြော်ကငါ့ကိုမဖြစ်နိုင်ဘူး तू ကဒီလိုလူစားမျိုးမဟုတ်ဘူးငါပြောတာယုံမှာမင်းမင်းကြော်ကအိမ်ထဲကထရေမူးနေတာနင်းလိမ့်နာနင်းလိမ့်နာငါလည်းပင်ငါလည်းပင် ောင်မတယောက်လက်ဘင်းကိုလက်နဲ့ဖိကန်ပြီးအော်ဟစ်နေတဲ့ချိန်အောင်မအောင်မဘာဖြစ်တာလဲဆိုရဲတန်ကြောင့်တတိပြောင်းဝင်မိကြီးနိုင်ရာသူ့ကိုလှောက်ခနေရဲ့ရွာကန်လူတချို့ကိုမြင်လိုက်ရတယ်။ပန်းပန်းနိုင်ငါငါ့ကိုလက်ဘင်းလာညှင့်လို့ဒီကောင်တော့ပေါက်ကြရတွေပြောနေပြန်ပြီ။မင်းတယောက်တည်းစိုက်ငင်စိုက်ငင်ဖြစ်နေလို့ငါတို့လာထူတာထထမင်းကိုအိမ်ပြန်ပို့ပေးမယ်။ရွာကန်လူတွေရဲ့စကားကြောင့်အောင်မကြောက်တဲ့ကြဘေးကိုလဲကြည့်လိုက်တဲ့အချိန် လူအုပ်ရဲ့နောက်ကနေသူ့ကိုစိုက်ကြည့်နေတဲ့ပန်းလိုင်ကိုမြင်တွေ့လိုက်ရတယ်။အိန္ဒိယစပြီးအောင်မတရညနေနေဝင်ရီတရောဆိုတာနဲ့အိန္ဒိယအိမ်ပြင်မထွက်ရတော့ပဲ။အောင်မြတ်သားတို့လည်းအောင်မရဲ့ခြေနေကိုအကဲခတ်ပြီးနောက်မှာတော့လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဖြစ်ခဲ့တဲ့တေချောင်းကြံ့စည်မှုကိုပြန်လည်စစ်ဆေးပေးဖို့မြို့နယ်ရတက်ဖွဲ့မှုရုံကိုကိုယ်တိုင်သွားရောက်အမှုဖွင့်ခဲ့ပါတယ်။ဆယ်စုနှစ်တစ်ခုစာလောက်လူမသိသူမသိဖြစ်ခဲ့တဲ့အမှုက မကြုံမလို့ဖြစ်ခဲ့တဲ့ကာယကံရှင်မိခလေးရဲ့အကူအညီကြောင့်ပြည်မှုကျူးလွန်သူတွေကိုဖမ်းဆီးစစ်ဆေးခဲ့ပြီးတရားခံဖြစ်တဲ့မင်းကျော်အောင်မတို့ကိုဖမ်းဆီးအရေးယူနိုင်ခဲ့တယ်။တီမှုမှာမကြုံမလို့ဖြစ်ခဲ့တဲ့ပြရလောကသားတွေရဲ့အကူအညီကြောင့်တရားခံကိုဖမ်းဆီးနိုင်ခဲ့တဲ့အမှုတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့တယ်။အမှုဖြစ်ကြောင်းအရာကိုစစ်မေးရချင်းအောင်မနဲ့မင်းကျော်တို့ကရွာအနောက်တောဆက်မှာဟင်းရွက်ခူနီရဲ့ပန်းလိုက်ကို ညလုံးမိတ်ပြီးစားနောက်ဖို့ကြံရွယ်ခဲ့ပေမဲ့မိကလေးယောက်ျားလေးတီတွေ့မှုအောက်မှာရုံးမထွက်နိုင်ပဲမတော်မတရားပြုကျင့်မှုဖြစ်ပေါ်ခဲ့ကြောင်းထွက်ဆိုခဲ့တယ်။အောင်မားနဲ့မင်းကျော်ရဲ့ထွက်ဆိုချက်အရသူတို့အနေနဲ့စားနောက်ဖို့သာကြံစီခဲ့ပေမဲ့ကြောင်းလန့်ပြီးတတိလိမိမျောသွားတဲ့ပန်းလာုံမြင်ပြီးမကြံစီအတိတ်အမှုကိုကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့မင်းကျော်အနေနဲ့ပန်းနိုင်တိတ်ဆုံးသွားတဲ့အချိန်ရွာကိုပြန်လာပြီးအောင်လန်းစရာတူးနဲ့ပူပေါင်းကသူတို့အမှုမပေါ်ပေါအောင် ကြံစီခဲ့ပုံတွေကိုဖွင့်ဟထွက်ဆိုခဲ့တယ်။တည်ပြမှုကြောင့်မင်းကျော်နဲ့အောင်မတို့ကိုမျိုးနဲ့တရားရုံးကအလုံးနဲ့ထောင်နဲ့ဆယ်နှစ်ကြားခံစီဖို့အမိန့်ပေးခဲ့တယ်လို့ဒီအမှုကလည်းပျော်ကားကုစရာနဲ့မကြုံမလွတ်သေးတဲ့ဝိညာဉ်ရဲ့အကူအညီကြောင့်ပေါ်ပေါက်ခဲ့တဲ့အမှုဖြစ်မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကျုံငုတ်တူရွာဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ ဇလန်လေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။